အခုတင်ဆက်ပေးမယ့်သတင်းကတော့ဒီမိုကရေစီစနစ်ကိုဖျက်သိမ်းပြီးတော့ဗီရင်စနစ်ကိုပြန်လည်ကျသုံးမှုအတွက်ညီပေါင်းများဆန္ဒပြတောင်းဆိုခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။လက်ရှိကျသုံးနေတဲ့ဒီမိုကရေစီစနစ်ကိုဖျက်သိမ်းပြီးတော့ဗီရင်စနစ်ကိုပြန်လည်ကျသုံးမှုအတွက်ညီပေါင်းပြည်သူတွေကဆန္ဒပြတောင်းဆိုမှုတွေလုပ်ခဲ့လို့သိရပါတယ်။ နီပေါ်နိုင်ငံမျိုးတော့ခဏမှန်သူကိုဂျမန်နေကနီပေါ်ပြည်ဟာဖြစ်တဲ့ဂျာနဒရာရှာအလဲပတ်ရောက်ရှိလာချိန်မှာတောင်းနေရှိတဲ့ပြည်သူတွေဟာလေးစိတ်ကနေမျိုးရဲဝင်နယ်လမ်းတစ်လျှောက်ဒီမိုကရေစီစနစ်ကိုဖျက်သိမ်းပြီးတော့ဘရင်စနစ်ကိုပြလဲချတော်မူအတွက်ဆန္ဒပြတောင်းဆိုခဲ့တာပါဂျာနဒရာရှာက2008ခုနှစ်မှာဘရင်အောက်ချုပ်ရေးစနစ်ကိုဖျက်သိမ်းပြီးတော့လက်ရှိကျင့်သုံးနေတဲ့ဒီမိုကရေစီစနစ်ကိုပြောင်းလဲပေးခဲ့သူဖြစ်ပါတယ် နှစ်ပေါင်း240တက်တန်းရှိတယ်။ဘီယင်အုပ်ချုပ်ရေးစနစ်ကနေဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုပြောင်းလဲခဲ့ပြီးရဲ့နောက်မှာလက်ရှိတာဝန်ယူနေတဲ့အစိုးရပါဝင်လီဘောနိုင်ငံမှာအစိုးရ73ရှိခဲ့ပြီးဖြစ်ပါတယ်။အဆိုပါအစောအစတော်ဇာမျိုးဟာစာဝတ်နေမပြေလည်မှုတွေကြောင့်ဒီဘောပြည်သူတွေရဲ့စာနာပြဆက်ညင်မှုတွေနဲ့ရင်ဆိုင်ရရလို့သိရပါဗျ။ဒီတဲ့င်းတော့ညင်းကြအောင်ပါပြပို့လာပါဗျ။